ဂௌတဂုဏောအနန္တောဟုကြောသောထေရှာသုံးပါးရတုနတ်လူပြန်မာတတဝါကို ခေမာတာခေါင်နိဗ္ဗာန်တောင်သို့ခြွေပေါင်းမက်ခင်သင်္ဘောယင်ဖြင့်ကဲတင်ဆောင်ယူပို့တော်မူသည်နတ်လူတို့ထိပ်ပန်းယဟန်တို့ဆရာအစိမ့်တရားဟုအနန္တဂုံယင်ကျေးဇူးရှင်ကိုအဟံကျွန်တို့သည် ဝန္တေဝန္တာမိရှေခောဝါယိဓမ္မဂုဏောအနန္တောဟုတိသောကဘာတတဝလူနံအထထကုလေးမြဲခြင်းအဝိဇ္ဇာနှင့်ဒနာတံယောကိလေသောမစေကြောတုတ်တင်မြူမတ်တင်အောင်ရှောင်းခြင်းပေတတ်တရားမြတ်ကိုအဟံဂျွန်တို့သည်ဝန္တေဝန္တာမိရှေခောဝါယိ တန်ခါကုနောအနန္တောဟုလောဘဒေါသမောဟကင်းကွာတဏှာကာမကိလေသာနှင့်ราคะအမိုင်းနှိမ့်ချိုင်မပြောမမွေလျောပဲရှင်တော်ဟောကြားမြတ်တရားကိုမတ္တကြီးညိုမတ်ဖို့နိဗ္ဗာန်ရောက်ကြောင်းမှန်သည်မြတ်မွန်ထေကျော်တန်ခါတော်တို့ဂုံတော်ကြီးစွာ အနန္တကိုအဟံကျွန်ုပ်သည် ဘွန်တေဝန္တာမိရှကိုပါ၏မာတာပိတုကုနော အနန္တောဟုအပြောကျင်စွာတန္တရာဝေမာတာပိတာမိနှင့်ဖားတို့ရေကြီးကလေးလာပိဥဇာကချိုးချင်းပူဆက်ရှင်းရှင်းပြန်အောင်မပြေယူရမိပါတို့မှာဆိုရင်စွာဖြင့်အစာစိရေနှုတ်ချပြီး၍မွေးသည့်မိခင်ကျွေးပါရှင်ကို အဟံကျွန်ုပ်သည်ဟွန်သေးဝန္တာမိရှိကိုပါ၏အာစရိယကုဏောအနန္တောဟုမေဟောအယကောက်ယူမြသောနယနီနာအဖျားဖျားကို လိမ္မာစေကြောင်းမေတ္တာလောင်း၍မကောင်းကိုခြင်းကောင်းရာရှင်လျက်နှုံးမတ်တန်ချိုးဆုံးမဆူသောအဟုများစွာတန်တရာဝဲသုံးတွယ်တော်ကတ် လေးရအပဲရှစ်သွဲရက်ပြင်းစွညင်ယုံမာအဖျားဖျားကို ခေမာဘူမိဘေးမဲရှိအောင်နိဗ္ဗာန်တောင်သူရောက်အောင်ပြညွန်းသွန်သင်ပေတံဆရာမြတ်ကိုအဟာဂျွန်တို့သည်ဘုန်းတော်ဝန်တော်မိရှိခိုးပါ၏ဖျား